အလုံးမင်္ဂလာပါရှင် မိုးအေးနဲ့ငမရည်ကြက်ပောင်ဟင်းညိုလေးလှုပ်တော့မယ်ကြက်ပောင်ကိုကျမကဒီမှာဓာလီနဲ့အရာလေးပေးထားလိုက်ပါတယ်ကြက်ပောင်ကိုဓာလီနဲ့အရာပေးပြီးတော့လေဆိုတော့ရေပုပ်ပတ်စွာအောင်အိုတိုထည့်ထားပါတယ်အရေပုပ်ပတ်စုနဲ့အိုတဲ့ကိုနန်းနန်းမင်းအမြင့်ရဲ့ချစ်သွန်မြူနှမသုံးမရဲ့အရာတာမုံရဲ့ပြီးတော့ငရုတ်ကောင်းရဲ့ပြီးတော့အဓိကကငမရည်ဖြစ်ပါတယ် မမြိုင်ကိုထမင်းစားစွန်းနဲ့နှစ်စွန်းလောက်ထည့်လိုက်ပါတယ်ပြီးပပွက်စုအောင်စောက်ပါတယ်ပပွက်စုလိုက်ရင်တော့ဒါကကြက်ပေါင်မှာကြက်ပေါင်နှစ်ချောင်းကိုထည့်လိုက်ပါတယ်ထည့်ပြီးသွားရင်တော့ကျမကသူ့ကိုနူးတီထိတဲပါတယ်ဒါကတော့နူးတီထိတဲနေတဲ့အနေထားလေးပါမိနစ်20နေထားနောက်တစ်ခါက45မိနစ်နေထားပါ45မိနစ်ဆိုရင်ရပြီရင်ညိုလေးနဲ့အပေါ်ကနေပြီးတော့ကျမကနာနာမင်းလေးအုပ်ပြီးတော့အလှဆင်လိုက်ပါတယ်လောက်တော့ကြည့်ပါနော် ိုင်းနိုင်ငံကမိုးရွာလိုက်နေဘူးလိုက်မို့လို့မိုးရဲချိန်မှာဒါလေးကအဆင်ပြေစေပါတယ် thank you ပါအလုံးမင်္ဂလာပါရှင်မိုးအေးနဲ့ငမရည်ကြက်ပောင်ဟင်းညိုလေးလောက်တောင်းမယ်ကြက်ပောင်ကို ကျွန်မကဒီမှာဓာလီနဲ့အရာလေးပေးထားလိုက်ပါတယ်ကြက်ပောင်ကိုဓာလီနဲ့အရာပေးပြီးတော့လည်းကျွန်တော်ရေပွက်ပွက်ဆိုအောင်အိုးတိုးထည့်ထားပါတယ် အရေးပေါ်ပဆုနဲ့အိုးတဲ့ကိုနန်းနမင်းအမြင့်ရဲ့ချစ်သွွန်မြူနှမသုံးမရဲ့အရသာမုံရဲ့ပြီးတော့ငရုတ်ကောင်းရဲ့ပြီးတော့အတိကကငံမြိုင်ဖြစ်ပါတယ်ငံမြိုင်ကိုထမင်းစားစွန်းနဲ့နှစ်စွန်းလောက်ထည့်လိုက်ပါတယ်ပြီးရင်ပေါ်ပွက်စုအောင်စောက်ပါတယ်ပေါ်ပွက်စုလာရင်တော့ဒါကကြက်ပေါင်မှာကြက်ပေါင်နှစ်ချောင်းကိုထည့်လိုက်ပါတယ်ထည့်ပြီးသွားရင်တော့ကျမကသူ့ကိုနူးတီတီတဲပါတယ်ဒါကတော့နူးတီတီတဲနေတဲ့အနေထားလေးပါမိနစ်20 အနေထားနောက်တစ်ခါက45မိနစ်အနေထားပါ45မိနစ်ဆိုရင်ရပြီညညလေးနဲ့အပေါကနေပြီးတော့ကျမကနန်းနမင်းလေးအုပ်ပြီးတော့အလှဆင်လိုက်ပါတယ်လှုပ်တော့ကြည့်ပါနော်ထိုင်းနိုင်ငံကမိုးရွာလိုက်နေဘူးလိုက်မို့လို့မိုးရတဲ့အချိန်မှာဒါလေးကအဆင်ပြေစေပါတယ် thank you ပါအလုံးမင်္ဂလာပါရှင် မိုးအေးနဲ့ငမရည်ကြက်ပောင်ဟင်းညိုလေးလောက်တော့မယ်ကြက်ပောင်ကိုကျမကဒီမှာဓာလေးနဲ့အရာလေးပေးထားလိုက်ပါတယ် ဂျပန်ကိုဒါလေးနဲ့အရာပေးပြီးသားတယ်ဆိုတော့ရေပုပ်ပတ်စုအောင်အော်တိုထည့်ထားပါတယ်။အရေပုပ်ပတ်စုနဲ့အော်တဲ့ကိုနန်းနန်းမင်းအမြင့်ရဲ့စစ်သွွန်မြူနှစ်မသုံးမရဲ့အရာတာမုံရဲ့ပြီးတော့ငရုတ်ကောင်းရဲ့ပြီးတော့အတိကကငံမြိုင်ဖြစ်ပါတယ်။ငံမြိုင်ကိုထမင်းစားစွန်းနဲ့နှစ်စွန်းလောက်ထည့်လိုက်ပါတယ်ပြီးပပွက်စုအောင်စောက်ပါတယ်ပပွက်စုလိုက်ရင်တော့ဒါကကြက်ပေါင်မှာကြက်ပေါင်နှစ်ချောင်းကိုထည့်လိုက်ပါတယ်ထည့်ပြီးသွားရင်တော့ကျမကသူ့ကို နူးတီအထိတဲပါတယ်ဒါကတော့နူးတီအထိတဲနေတဲ့အနေထားလေးပါမိနစ်20အနေထားနောက်တစ်ခါက45မိနစ်အနေထားပါ45မိနစ်ဆိုရင်ရပြီအညိုလေးနဲ့အပေါ်ကနေပြီးတော့ကျမကနန်းနမင်းလေးအုပ်ပြီးတော့အလှဆင်လိုက်ပါတယ်လောက်တော့ကြည့်ပါနော်ထိုင်းနိုင်ငံကမိုးရွာလိုက်နေဘူးလိုက်မဟုတ်လို့မိုးရတဲ့အချိန်မှာထား